ခင်တောက်နေနဲ့ကျမအပျော်ဆုံးနဲ့ဒီမှာတင်ထားတဲ့ပစ္စည်းတွေအားလုံးကိုလက်နဲ့လို့မထင်လိုက်နဲ့ကျမသားကြီးကျမကိုလက်ဆောင်ပေးတာကျမသားကြီးကလေသူ့ဖေနဲ့သွားတူတယ်သူ့ဖေခီးထွက်တာတို့ရက်ကြီးခါကြီးတို့ချစ်သူများနေတို့ဘာမှညာညာတခုခုဆိုရင်ကွာအမြဲတမ်းကျမကိုလက်ဆောင်ပါတယ်အခုကျမပြမယ် ကြွားတယ်လို့တော့မထင်ပါနဲ့တချို့တော့လူတွေအတွက်ကြွားတယ်လို့ထင်ရင်လဲကျမတကယ်မတတ်နိုင်ဘူးကျမတို့မိသားစုတွားနေတဲ့ lifestyle ကပေါ့နော်တူဦးတူကျေးဇူးတင်တတ်တယ်မရင်လဲတောင်းပန်ဖို့ဝင်မလေးဘူးတောင်တောင်လက်ဆောင်ပေးလို့ရရင်လဲဂုံပြူပေးတတ်တယ်အထူးသဖြင့်ကျမလိုမဆိုးမဆိုရင်ကျမသားလေးနှစ်ယောက်ကိုဂုံပြူကျင်တာပေါ့ပြောပြကျင်တာပေါ့အ အမှတ်ပြုတ်ပေးတယ်ကျွန်မဝမ်းတာပီတိချစ်တဲ့အဲ့အနစ်ကိုသူတို့ရဲ့ရင်ပါထန်နှလုံးသားထဲဝင်သွားတဲ့အခါမှာလူမှုရေးစီးပွားရေးမှာတချို့သောလူတွေထက်ပိုပြီးတော့အယံအောင်မြင်လွယ်တယ်လို့ကျွန်မကတော့ခံယူတယ်အဲ့လိုလက်သတ်မှတ်တယ်အဲ့ဒီမိတ္တာဓာတ်ကဘာနဲ့မှတိုင်းထွာလို့မရတဲ့အနိုင်မဲ့တန်ဖိုးတစ်ခုအခုပြပေးမယ်နော်ကျွန်မစိတ်နဲ့တက်တက်ပစ္စည်းတွေ ဒါကြောင့်ကျမအယံဝမ်းတာလေကျမကအလဘအယံချိုက်ဒိုက်ဆိုင်ကတော့ကျမတုံးနေကြပဲအခုဆိုရင်ဒါအစ်စ်ထွက်တာအမေတဲ့အဟောင်းတွေကိုသူပဲတုံးမယ်တဲ့ဒါဆိုရင်ကျမအကြိုက်ဆုံးရေပိုက်ခေါင်းလုံးသပင်အလပြင်တဲ့ခါကျရင် तू ကလည်းအယံအဆင်ပြေတယ်သပင်ဆိုတာရခိုင်နှုန်း60လူတယောက်ရဲ့အလကိုပိုင်ဆိုင်ထားတဲ့အရာမို့လို့54မှာသပင်ဖြူသပင်မမထွက်သေးတဲ့အနေထားမို့ကျမသူ့ကိုပို့ပြီးတော့ချစ်ပေးတယ်ကောလာဂျင်ဆိုရင်နှစ်ထုပ်တောက်ပြီးသူ့ကိုပိန်သိမ်းလိုက်တယ်နော်ပြီးတော့ကျမအတန့်လုံးယောဂါရနေတာလေခဏခဏဆိုင်ကိုမသွားခြင်းဘူးကွာကိုဟာကိုတတ်နိုင်တဲ့လောက်တော့သပင်ကိုကြိတ်ကောင်းအောင် ောင်ဒီပစ္စည်းတွေကိုအားကိုးပြီးမှကျမဟာကျမအလပြင်တာပေါ့နော် ကျမတကယ်ကိုပုံမှန်အဖွားကြီးတွေထက် ပိုပြီးတော့အလပါချိုက်တာကျမလည်းတကယ်လှတယ်မလားကြည့်လိုက်ပိုတောက်နေတဲ့ဓာတ်စာတွေအကုန်လုံးမြင်သာအောင်ယူလွယ်အောင်တောက်ဖြစ်အောင်လို့ ဒီလိုမျိုးနေရာမှာထားတာအမှန်တကယ်တော့ဒီလိုမျိုးနေရာမှာတချို့တွေကအမလေးအလှအပပစ္စည်းလေးတွေလှလှရွရွလေးတွေထားမယ်လေမလို့ဘူးကျမအတွက်ကကျမ်းမာရေးကအဓိကကျမ်းမာမှကျမစူးစမ်းလို့ရမှာစူးစမ်းလို့ရတဲ့ပတ်စံနဲ့ကြိုက်တဲ့နေရာကိုသွားပြီးဘာစီစဉ်ခန်းစားမလဲခန်းစားလို့ရကျမ်းမာဖို့ကအဓိကကျမ်းမာမှဒီစီစဉ်ဥစ္စာတွေတည်မြဲတာတောက်မယ်နော်ရှားဆောင်လေးမျိုးထွေထွေပစ္စည်းအများကြီးပဲတလက်စားလဲနော်ကျမတခုပြပေးမယ်ဒီမှာပစ္စည်းအသစ်ကလေး D အေးကြောက်တဲ့လူနေအောင်ဓာတ်ကိုလိုအပ်နေတဲ့လူနေရင်ထိုင်ရင်အမြဲတမ်းချမ်းဆိုင်ဆိုင်ဖြစ်နေတဲ့လူကိုတရက်ကိုနှလုံးနှလုံးငုံပေးပါနောက်တစ်မျိုးဒီမှာဥမကြီးအားစိမ့်နဲ့တိတ်မထူဘူးကလေးလူငယ်လူကြီးငုံလို့ကောင်းတဲ့ဂေါ်လီလုံးဂျယ်ရီပုံစံမျိုးကျွန်မပြပေးမယ်ကွာနေအောင်ဒါဆွဲဖြုတ်လိုက်တော့မယ်ဂေါ်လီလုံးမလိုင်လုံးပုံစံမျိုး လေးလူကြီးလူငယ်မရွေးအားလုံးတောက်လို့ရတယ်ကျမအခုငုံလိုက်ခဏနေစကားပြောလို့မရမှာဆိုလို့เนาะခဏနေမှငုံမယ်ပစ္စည်းအစ်စ်ကြောင်ညာပေးတာเนาะပြီးတော့အခုကျမတို့နေတဲ့ဒီအိမ်ကိုအရန်လာတာပဲအရန်အားကြတာပဲဘယ်တော့ဝယ်ထားလိုက်တာလဲတော်လိုက်တာပါညာတဲ့မဟုတ်ဘူးเนาะဒါကကျမတို့ငားထားတာပါရှင်အလကို3130လောက်တော့ကြပါတယ် ตาจี้အရင်တော့ဝယ်ထားတဲ့အိမ်အဟောင်းကိုကြတော့ကျမတို့သူများကို၄တောင်းလောက်နဲ့ငားပါတယ်ဒီအိမ်အစ်စ်ကလေးကိုတော့ကျမတို့က၈တောင်းနဲ့ပြန်ငားပါနောက်ထပ်အစ်စ်ကိုလည်းဝယ်ထားတာရှိပါတယ်အတွင်း decoration လုပ်နေလို့ပထမတော့ပြမလို့လင်ကိစ္စပေါ်လာတဲ့ခါကျတော့တော်တော်များများဝမ်းသာစရာစကားလေးတွေကတိတ်မပြောဖြစ်တော့တာပေါ့เนาะဒီအိမ်လေးကမစိုးဘူးတချို့အတွင်းခန်းကိုပြင်ဆင်တဲ့အခါမှာသူ့ရဲ့ပညာလေးကိုယူလို့ရတာပေါ့เนาะ then 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 သူရဲ့ဝရန်ဒါအကြီးကြီးပဲကွာပြီးတော့ဒီမှာအစိုးဘူးနော်ဒီလို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 ပါပြီးရင်ဒီမှာဒီလိုလေးပါဒါကဝင်ပေါက်ထွက်ပေါက်ပေါ့နော်သူရဲ့ဗီဒီယိုတွေကတော့တကယ်လှုပ်ထားတာအန်ဝတ်တွေအရန်ကောင်းတယ်ကျွန်မတို့ဗမာလူမျိုးတွေကပစ္စည်းတွေတအားဝယ်ချမ်းတယ်လေနော်ပြီးရင်သူကဒီမှာတကားကိုဒီလိုဖွင့်ပြီးမှအแท้မှာ1 2 3အင်တာခန်းတစ်ခန်းနဲ့ဆိုရင်၄ခန်းရှိပါသေးတယ်အဲ့အแท้မှာပေါ့နော် ဖွဲ့စည်းထားတာလေးတွေမဆုံးဘူးပေါ့ခုမှတတအိတ်နေတယ်ဆိုလို့ရှင်ကျမကဒီမှာဗီဒီယိုလုပ်လဲပဲသူဘာမှမကြားတော့အဲ့ဒါကြောင့်တော့မြဝေသည်။ပြသည်။အားလုံးကိုတဆိတ်ရှိကြွားတယ်ကြွားတယ်လို့မထင်နဲ့အဲ့လိုပြတယ်ဆိုတာဟာအားကြလိုက်တာကွာငါလဲလိုချင်တယ်ငါလဲစူးစမ်းမယ်ဆိုတဲ့စိတ်တက်ခွန်အားပေးချင်တာ ကိုရဲ့မိဘကိုကြိုက်နှစ်တက်တဲ့စားစရာပဲဖြစ်ဖြစ်ဖနှက်ပဲဖြစ်ဖြစ်အိတ်ကလေးပဲဖြစ်ဖြစ်ဘာလေးပဲဖြစ်နေဖြစ်နေသူကြိုက်တဲ့ဟာကိုရံဖန်ရံခါနေကြီးခါကြီးအမတရရှိတဲ့နေမျိုးကိုတတိရှိရှိလေးနဲ့ပေးနိုင်တယ်ဆိုရင်ကျမတို့မိဘတွေရဲ့ရှူထောင်းဟာလေဘာနဲ့မှမတူတဲ့အင်အားတစ်ခုထွက်လာတယ်အဲ့ဒီအင်အားကဘာလဲသိလားငါ့ကိုတလောက်ချစ်တယ်ငါသားသမီးပေါ်မှာငါကျွေးလို့ရရောက်ရနွားပဲလို့ရလို့ရလုံမယ်ဟိတ်ဆိုပြီးတော့မှကိုကိုကိုတမ်းမာရေခရူးဆိုင်လာပြီးတော့မှထက်မြက်မြက်လေးဖြစ်လာမယ်ကျမတို့ ကျမအခုလိုမျိုးကျွဲလိုလိုနွားလိုလိုနဲ့လုံနေနိုင်တဲ့အနစ်ဟာကျမသားတွေကနေပေးလာတဲ့မေတ္တာတွေကြောင့်အာရင်မတ်ထဲကလာတွေးကြောထဲကလာဘယ်နာကနေထွက်လာတဲ့ဘာဓာတ်တခုလည်းမသိဘူး။ဟာလုံမဲစူးစမ်းမဲအောင်မြောင်လုံမဲပြီးရင်ငါလည်းကြမ်းမအောင်နေမဲငါမကြမ်းမလို့မဖြစ်ဘူးငါကြမ်းမမှသူတို့ကိုဆက်လက်ပြီးပို့ပြီးကြီးပွားတိုးတက်နေအောင်လုပ်ပေးမယ်။ပြီးရင်လူကျင်တဲ့နေရာကိုစိတ်ကြိုက်လူမယ်ကွာ။ မိသားစုဝင်တွေကမေတ္တာဓာတ်ဆိုတာလေပေးစားရတယ်တိဆောက်ရတယ်ပြိုးထောင်ထားရတယ်အဲ့ဒီမေတ္တာဓာတ်ကပတ်စံလို့လားစိတ်ကလေးပဲလို့လားတတိကပ်ပေးဖို့ပဲလို့လားဟုတ်တယ်နော်ကျမတတိပေးတာပါမိခင်တယောက်နေနဲ့အဲ့ရှူတောင်းကတာသမီနာနေရလာတဲ့ဘာလေးပဲဖြစ်ဖြစ်ကျမတို့မိဘတွေဝမ်းတာသွားပြီဆိုတာနဲ့ဒီတာသမီတွေဟာစုတောင်းစရာမလိုပဲနဲ့ဖုံးကန်ကြီးခြင်းကန်ကောင်းခြင်းအဖျားဖျားနဲ့လုတ်သမျှကန်သမျှအားလုံးအောင်မြင်ပြီးသားဖြစ်တယ်လေ